ခရစ်တော်ဖျားရှင်ရဲ့ငြိမ်းချမ်းခြင်းမင်္ဂလာအားလုံးပေါ်မှာဆင်သရောက်ပါစေ။တင်သည်မာခိဇဒက်နီတူသာရယဟန်ဖြစ်၏။ဘာကိုဆိုလိုတာလဲ။ဘု து ကိုလဲ။ဒီကနေ့ယဟန်အဖြစ်တော်မှာပါဝင်နေကြတဲ့ခရစ်တော်ဖျားရှင်ရဲ့ယဟန်အဖြစ်မှာစေကြောခြင်းခံပြီးသားပုဂ္ဂိုလ်ရိုင်းအားလုံးဟာ ပါဝင်နေကြတယ်။ command priesthood လို့ခေါ်တယ်။အဲ့တော့ယဟန်ကဘာလုပ်ရလဲ။ကျွန်တော်ခရိယန်သားရဲ့ယဟန်အဖြစ်မှာပါဝင်နေခြင်းက ကျွန်တော်တို့ကိုဘာသတိပေးနေတာလဲ။အမြဲတမ်းဖျားနေပေါင်းဆက်နေရတဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်ဆုတောင်းခြင်းအမှုကိုပြုရတဲ့သူ man of prayer ဆုတောင်းတရားဘာဝနာပွားခြင်းဟာ ဒီနေ့ခရိယံကျင့်စဉ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ခရစ်တော်ရဲ့ယဟန်အဖြစ်တော်မှာပါဝင်နေခြင်းကိုကျင့်ဆောင်နေခြင်းပဲဖြစ်ပါတယ်။နောက်ဒါကြောင့်ဆုတောင်းခြင်းလို့ပြောလိုက်လို့ရှိရင်ကျွန်တော်မှာအမြဲတမ်း sacrifice ပူဇော်ခြင်းအမှုကိုပြုကြရတယ်။ပူဇော်ရဲဆိုတာကိုယ့်ကိုမိမိရဲ့အထဲမှာရှိတဲ့အရာတွေ၊ပိုင်ဆိုင်တဲ့အရာတွေ၊ဖြစ်တည်ရဲ့အရာတွေ ဒါဟာငါပိုင်တာမဟုတ်ဘူးဖျားပိုင်တာဆိုတာကိုပေးဆက်လိုက်ခြင်း total surrender ကိုကိုကိုပေးဆက်လိုက်တယ်ဆိုတဲ့အခါမှာကိုကပိုင်ရှင်မဟုတ်တော့ဒါကြောင့်ကျွန်တော်တို့မိစားပူဇော်ခြင်းကိုကျွန်တော်က sacrifice လို့ခေါ်တယ်မိစားပူဇော်တယ်မိစားပူဇော်တယ်မိစားနာတာတသက်ပဲမဟုတ်ဘူးမိစားတက်တာလည်းမဟုတ်သေးဘူးပူဇော်ခြင်း ဘုသူ့ရဲ့ပူဇော်ခြင်းမှာကျွန်တော်တို့ရှိနေတာလေခရစ်တော်ဖျားရှင်ရဲ့မိမိကိုယ်ကိုကာလဝါရီတောင်ပေါ်မှာပူဇော်တဲ့အမှုမှာကျွန်တော်တို့အားလုံးပါဝင်နေကြတာအဲ့ဒါဒီမိစာပူဇော်ခြင်းဒါကြောင့်နေ့စဉ်အသက်တာမှာကျွန်တော်တို့ဆွတ်တောင်းတဲ့အခါမှာချိုးချံခြင်းဆိုရက်မိမိကိုယ်ကိုပေးဆက်ခြင်းအပြုအမူပါနေဖို့လိုအပ်တယ်ခရစ်တော်ဖျားရှင်ကအဲ့ဒီအမှုကိုသူ နေတိုင်းလောကမှာနေခဲ့စဉ်ကပြုခဲ့တာမိမိရဲ့ဘဝကိုခမီးတော်ဖရာရဲ့အလိုတော်အတိုင်းဆိုပြီးတဲ့နောက်ဝါကွက်အနှံပြီးဆက်ကပ်ခဲ့တဲ့ပူဇော်ခြင်းအမှုကိုနေတိုင်းလှုပ်သွားတယ်။နေ့ဘက်တရားဟောတယ်အံ့ဖွေရာတွေပြုတယ်ကုသခြင်းတွေပြုတယ်ညဘက်မှာတူးတဲ့တိတ်ဆိတ်တဲ့အရာမှာခမီးတော်ဖရာနဲ့ပေါင်းဆက်တယ်အဲ့ဒါဆုတောင်းခြင်းယဟန်ဖြစ်တော်၌ ဒါကြောင့်ထာဝရယဟန်ဖြစ်တဲ့ high priest လို့ခေါ်တဲ့ယဟန်ကြီးယေဘရောဟိတ်ကသခင်ခရစ်တော်ကိုဆိုလိုခြင်းဖြစ်တယ်။ဒါကြောင့်သခင်ခရစ်တော်ရဲ့ကိုဘွားဖြစ်နေကြတဲ့ကျွန်တော်တို့အားလုံးဟာ common priesthood လို့ခေါ်တဲ့ဘုံယဟန်အဖြစ်မှာ ပါဝင်နေကြတဲ့အတွက်ဆုတောင်းခြင်းအမှုကို နေ့တိုင်းပြုရအောင်အချိန်တိုင်းပြုရတယ်။ပူဇော်ခြင်းအမှုတွဲပါလာတယ်။ဒါကြောင့်ဓမ္မသစ်အချိန်ကာလအဲ့ဒီပူဇော်ခြင်းအမှုကို ပေါ်ပြတဲ့နေရာမှာ prayer and fasting ဝါရှောင်းတယ်အစာရှောင်းတယ်အဲ့တော့အစာရှောင်းတယ်ဆိုတဲ့အရာက motivation အမျိုးမျိုးရှိကြတယ်ရည်ရချက်တွေရှိကြတယ်နော်ဘိုက်ပူလို့ဝိတ်ချကြလို့အစာရှောင်းတယ်ကျမ်းမာယေရှုတော်ကအတချို့က slim body လေးနော်တကယ်စီပိုင်းပုံမလိုချင်ဘူးနော်အဲ့ shape ကနေပြီးတော့နော် ပိမ့်ပိမ့်ပါပါနဲ့ပေါ်ပေါ်ပါပါရှိအောင်လှလှပါပါဖြစ်အောင်ဆိုပြီးတော့အစာရှောင်တယ်မျိုးမျိုးရှိမှာပါသို့တော့ကျွန်တော်တို့ဘာသာတရားကျင့်စဉ်မှာအစာရှောင်တာကစွတောင်းခြင်းရဲ့နောက်ဆက်တွဲတပြိုင်တည်းလုပ်နေရမယ့်အရာကချိုးချံပူဇော်စက်ကက်ခြင်းဒါကြောင့်ဒီကနေ့ဟာယောဟန်နဲ့သူ့ရဲ့တပည့်တွေ နော်ကျွန်တော်တို့ဖာရီရှဲတွေအစာရှောင်ကြတယ်ကိုရောတပည့်တွေကမရှောင်ကြပါလားအုပ်နေပါလားမှန်တယ်သူတို့သားနဲ့အတူရှိနေတဲ့အပရိသတ်ကဘလို့လုပ်ပြီးတော့အစာရှောင်ဖို့လိုအပ်မှာလဲဒီနေ့ဖျားရှင်သူ့ကိုသူသူတို့သားမင်္ဂလာဆောင်သူတို့သားနဲ့ခိုင်းနိုင်တယ်ကျွန်တော်တို့ကိုခရစ်တော်ဖျားရှင်က ပျော်ရွှင်ခြင်းဆိုရယ်ထာဝရဒုက္ခချမ်းသာကိုရဖို့အတွက်လောကကိုဆင်းကြွာလာတာဖြစ်တယ်ဒုက္ခပေးဖို့မဟုတ်ဘူးဝမ်းထဲကြေကွဲစေဖို့မဟုတ်ဘူးအဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ချိုးချံရတာလဲအဲ့ဒီသူတို့သားကျွန်တော်တို့ထံကနေပြီးတော့ခေါ်ဆောင်သွားတဲ့အချိန်မှာသူတို့ဝါရှောင်ကြမယ်အစာရှောင်ကြမယ်အတိတ်ကဘာလဲအပြစ်လုံးမိတဲ့အခါတိုင်းဖခင်ကျွန်တော်တို့နဲ့ဝေးကွာသွားတယ် တော်တို့ပေါင်းဆက်နေတယ်ဆုတောင်းခြင်းကောင်းနေတယ်ချိုးချံမှုတွေရှိနေတဲ့အချိန်မှာဖခါနဲ့ကျွန်တော်တို့ပေါင်းဆက်တဲ့အခါမှာအာရရှင်လန်းခြင်းဆိုတဲ့ပျော်ရွှင်မှုရတာကိုဘဝမှာကြုံကြရတယ်အပြစ်လုံမိလိုက်တဲ့အခါမှာဝမ်းနည်းမှုနဲ့ဖခါစီကနေကျွန်တော်တို့ကြောခိုင်းသွားတယ်သို့တော့ဖခါကကျွန်တော်တို့ကိုမေ့ထားမှာမဟုတ်ဘူးကြောခိုင်းနေတာမဟုတ်ဘူးဒါကြောင့်အပြစ်လုံမိတဲ့အခါမှာလဲကျွန်တော်တို့ဝိညာဉ်တော်ဖခါကအမြဲတမ်းသူ့ထံကိုပြန်လာဖို့ နှိုးစော်တယ်ဖိတ်ခေါ်တယ်။ဒါကြောင့်အဲဒီဝါဆောင်ခြင်းနဲ့ဆုတောင်းခြင်းကိုကျွန်တော်တို့ကနေ့တိုင်းပြုနေရတာဖြစ်တယ်။ဘာကြောင့်လဲမပြုတော့တဲ့အချိန်မှာကျွန်တော်တို့အပြစ်တရားကစိုးမိုးလာတယ်။ကျွန်တော်တို့ကိုလွှမ်းမိုးလာတဲ့အခါမှာဖျားနဲ့ဝေးတဲ့ဝေးသွားတယ်။ဟောဒါကြောင့်မိမိတို့ရဲ့ဂုံသိက္ခာဖြစ်တဲ့ခရစ်တော်ဘုရားရှင်သာဝရယဟန်ဖြစ်တော်မှာကျွန်တော်တို့ပါဝင်နေကြတယ်ဘာသာသူများစီချောချင်းခံပြီးသားပုံကိုယ်တိုင်းသည် ီကနေ့မိမိတို့ရဲ့အပြစ်မိမိတို့ရဲ့အားနေခြင်းကြောင့်ဝါရှောက်ဖို့လိုအပ်နေတာဖြစ်တယ်။အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဟာ မကောင်းမှုဒုစရိုက်သွေးသားအာရုံနှောက်ယှက်ခြင်းတွေနဲ့အပြစ်တရားနဲ့နှဆိုးကိုအောင်နိုင်တဲ့လက်နက်ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့သားဖြစ်တဲ့သာရယဟန်ဖြစ်တဲ့ခရစ်တော်၌အမြဲတမ်းပေါင်းစပ်နိုင်ဖို့ သူ့ရဲ့ပူဇော်ခြင်းမှာလည်းကျွန်တော်တို့ရရောစွာနဲ့မိမိကိုယ်ကိုပါဝင်ဆက်ကပ်ရင်းနဲ့ဒီကနေ့အသက်တာကို ရှင်သန်ကြပါစို့ကျမ်းသာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။